ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြတ်ခံရတာလဲပေါ့နော်။ဘာမှာကျမတို့ဟိုချင်းငွေပေါ့နော်။အဲ့ဒီအပေါ်မှာဘလောက်ထိမျောလင့်ထားလဲဘလောက်ထိမျောလင့်ထားလဲဆိုရင်အခု86ရောက်ပဲခံရတာဟုတ်တယ်86ရောက်တဲ့မှာအဲတချို့လည်းအယူခံမဝင်ဘူးတချို့အယူခံဝင်ပဲဒီအယူခံဝင်တဲ့အကုံလုံးတွေအယူခံဝင်တဲ့ကိုကိုစလင်လောင်းနေအကုံလုံးတဲကတယောက်ပဲပေးမယ်ဆိုရင်တော့အဲ့တယောက်ကျမများဖြစ်မလားလို့တော့ကျမက အဲ့လောက်ထိကျမမျော်လင့်ပါလေရှင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ဗန်ကျွေးရှိလို့ကိုစလဲလောင်းစရင်မှတက်ဖြတ်ခံထားရသည့်ဒေါ်တက်တက်ခိုင်မှအယူခံဝင်တာလက်ခံပေးမယ်လို့မျော်လင့်နေကြောင်းပြောလာသည်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားခဲ့ကြပါအောင်ခင်ဗျာဒေါ်သက်သက်ခိုင်ကိုဒီပုံမရှိကကြီးနဲ့ညီစုံးနေဆိုပြီးတော့ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကကိုယ်စားလက်လောင်းဖြစ်ကနေပြီးပယ်ဖြတ်လိုက်တယ်လို့သိရတယ်ဆိုတော့အဲ့ဒါကအဓိကဘယ်အချက်ကြောင့်ဒီလိုမျိုးပယ်ဖြတ်ခံရတာလဲပေါ့နော်ပါမကျွန်တော်တို့ဟိုချင်းငွေပေါ့နော်လိုအပ်တာထဲကျွန်တော်တို့ပို့ယူရတယ်အဲပြီးလို့ရှိရင်လည်းရောင်းထားတဲ့ခန်းတွေလည်းကျွန်တော်တို့ရှုံးနေတယ်အခုရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့ကရှိတဲ့ဝင်ငွေကြတော့လည်းကျွန်တော်တို့က အဆောက်အဦပေးဖို့အတွက်ကျွန်တော်တို့ဦးစားပေးနေရတဲ့အချိန်မှာဘန်ကိုပေးတဲ့အတူကနောက်ကျတာရှိတယ်တခါတလေမပြည့်မိတာရှိတယ်။တော့အဲ့ဒါနဲ့ကျွန်တော်တို့စရင်ပေါ်နေတာပေါ့ပေးရန်ရှိစရင်ပေါ်နေတာပေါ့ရှင်ဘန်မှာစရင်ပေါ်နေတယ်။အဲ့ဘန်မှာစရင်ပေါ်နေတဲ့အတွက်ကျွန်မကိုကန့်ကွက်တဲ့လူရှိလို့ပေါ့နော်။ဟိုကန့်ကွက်တဲ့လူရှိလို့ဒါစစ်ပေးရတဲ့အချိန်မှာဟိုအကုန်လိုက်စစ်တဲ့အချိန်မှာပေါ့နော်။လိုက်စစ်တဲ့အချိန်မှာဒီကမ္ဘောဇာဘန်မှာကျွန်မတို့မိသားစုစီးပွားရေးကပေးရန်ရှိပေါ်နေတာပေါ့နော်။ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ပါရှင့်ဟိုနောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဘန်နေဆိုတာလဲပေါ့နော်ဘန်နေဆိုတာလဲဥမာကျမတို့က အမကံပစ္စည်းပေးထားရတယ်လေဒီဒီတိုင်းကြီးပတ်စံအလွတ်ချီတာမဟုတ်အမကံပစ္စည်းပေးထားရတယ်အမကံပစ္စည်းကတရတန်နေဆိုလို့ရှိရင်အဲကျမတို့ကဘာက30ပဲချီပေးတာပေါ့ရှင့်အဲဆိုလို့ဆိုလို့ရှိရင်ကျမတို့ကျမပြောချင်တာဘာလဲဆိုလို့ရှိရင်အခုဖြစ်နေတဲ့ပြဿနာဘာလဲဆိုရင်ဟိုကျမတို့ပညာရှင်စကားလို့ဆို liquidity crisis လို့ခေါ်တာပေါ့နော်ကျမမှာပေးရန်ရှိတယ်ဒါပေမဲ့ကျမမပေးနိုင်တာမဟုတ်ကျမပိုင်ဆိုင်မှုကကျမပေးရန်ရှိတယ်အများကြီးပုံများတယ် ကျွန်မရဲ့ပိုင်ဆိုင်မှုကကျွန်မမိသားစုရဲ့ပိုင်ဆိုင်မှုကကျွန်မတို့ပေးရန်ရှိတာဝန်ထက်ပိုများတယ်။သို့တော်လည်းမပေးနိုင်နေဘူး။အဲ့ဒါဘာဖြစ်နေရလဲဆိုရင်ငွေမပေါ်တဲ့ပြဿနာဖြစ်ဆိုလို့ရှိရင်ကျမအဲ့ဒါကြောင့်မို့အခုဟိုဒီလိုထွက်ပြောတာဒီနံပါတ်1အဲဘာကြောင့်ပြောလဲဆိုရင်ခုနဟိုစီးပွားရေးကိုနားလည်စေချင်တယ်အကျွေးရှိတာပြဿနာမဟုတ်ဘူးဒီအကျွေးကိုဟိုဆက်နိုင်ဖို့လို့အတွက်လောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်ကြီးတီထောင်ပေးဖို့လိုနေတယ်ဆိုတာအဲ့ဒါကပြဿနာဖြစ်နေတာ တခြားလုပ်ငန်းရှင်တွေမှာဆိုလို့ရှိရင်လည်းဒီလိုပဲဘန်နေပြီးချင်းငွေတွေယူကြတယ်သူတို့တခြားလုပ်ငန်းတွေလုပ်တယ်ဆိုတော့ဟိုအကျွေးဆိုတာကတော့ရှိကြတာပဲပေါ့နော်အဲ့လိုမျိုးဟိုအကျွေးရှိလို့ဆိုတာတဲ့ဒီပေါ်လေအကျွေးတွေကိုကာလတစ်ခုကြာတဲ့အထိဟိုပြန်မဆက်နိုင်တဲ့အခြေအနေကြောင့်ဒီလိုမျိုးဖြစ်တယ်လို့ပြောလို့ရတာပြောလို့ရပါတယ်ပြောလို့ရပါတယ်ကျွန်မခုနပြောပြီလေကျွန်မတို့ကလုံးဝဟိုတာဝန်မယူတာမဟုတ်ကျွန်မတို့တာဝန်ယူတယ်စူးစမ်းပြီးတော့အတိုးကိုပေးသွင်းနေတယ်အတိုးပေးသွင်းနေတယ်ပေးသွင်းနေတဲ့အချိန်မှာ အတိုးကိုဟိုဟိုပါပေါ့နောက်ကျတဲ့အချိန်ရှိတယ်ပြည့်မီအောင်မသွင်းနိုင်တာရှိတယ်တော့အဲ့လိုမျိုးဆိုတော့စင်းရင်ချုပ်လိုက်တဲ့အချိန်မှာကျွန်မပေးရန်ရှိပေါ်နေတာပေါ့နော်ဘာမှကျွန်မရဲ့ကျွန်တော်မိသားစုကပေးရန်ရှိပေါ်နေတာဖြစ်ပါလေရှင့်ကိုဒီကိုအစလေလောင်းကအဲ့ဒီအကျွေးပေးရန်ရှိတယ်ဆိုလို့ရှိရင်ပြည့်ဖြည့်လို့ရတာမျိုးလားအဲ့အဲ့ပုံမှန်ရှိကကြီးပေါ့ရှင့်ပုံမှန်ရှိကကြီးကအစိုးရတော့မဟုတ်ပုဂ္ဂလိကကိုမတင့်လျော်တော့ပေးရန်တောင်းဝန်ကင်းရှင်းသူဖြစ်ရမယ်ဒီလိုမျိုးလူမှရွေးကောက်ပွဲဝင်ရမယ်ဆိုတော့ကျွန်မအဲ့ပုံမှန်နဲ့ညှိတာပေါ့ရှင့်ဒါပေမဲ့ဥပဒေလို့ပြောရင်တော့ဥပဒေကိုအ내အတိတ်ပဲဖွင့်တာတော့အဲ့ဒါအဲ့စကလုံး ဒေါ်တက်တက်ခိုင်ကို ကိုစလဲလောင်းစင်းရင်မှပယ်ဖြတ်ခဲ့ဟုစစ်ကော်မရှင် UEC ပြောပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်တက်တက်ခိုင်အားကိုစလဲလောင်းစင်းရင်မှပယ်ဖြတ်ခဲ့ကြောင်းစစ်ကော်မရှင်လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကယနေ့အောက်တိုဘာ25ရက်တွင်အတည်ပြုထုတ်ပြန်သည့်ဒေါ်တက်တက်ခိုင်နေဖြင့်တက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှိကပါပြထမ်းချက်နှင့်ညီဆွန်သောကြောင့်ပယ်ဖြတ်ခြင်းဟု UEC ကသတင်းဌာနအချို့၏မေးမြန်းမှုကိုဖြေကြားထားသည် စစ်ကောင်မရှင်ဤရွေးကောက်ပွဲဥပဒေပုံမှရှစ်ကတွင်ရွေးကောက်ပွဲတွင်ရွေးကောက်ခံပိုင်권ရှိသူသည်နိုင်ငံတော်နှင့်ပုဂ္ဂလိကတို့မတင်လျော်သည့်ပေးရန်တာဝန်များကင်းရှင်းသူဖြစ်ရမည်ဟုဖော်ပြထားခြင်းဖြစ်သည်လွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်အမည်စရင်ထုတ်ပြန်ကြေညာပြီးနောက်ရွေးကောက်ပွဲမကျင်းပမီလွတ်တော်ကိုယ်စားလှယ်လောင်းဖြင့်ရွေးကောက်တင်မြောက်ခံပိုင်권ဆုံးရှုံးသွားလျင်ထိုသူ၏အမည်ကိုလွတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စရင်မှပယ်ဖျက်ရမည်ဖြစ်ကြောင်း UEC ကပြောသည် ထို့ကြောင့်ဒေါ်သက်သက်ခိုင်နေဖြင့်စစ်အုပ်စု၏ရွေးကောက်ပွဲဝင်ပြိုင်ခွင့်မရတော့ပေထို့ပြင်ဒေါ်သက်သက်ခိုင်ကိစ္စအယူခံတင်ထားသည်ဟုပြည်သုံးလုံးပါတီကဆိုတော်လဲလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းခြင်းစီစစ်ခြင်းများအတွက်နေ့ရက်များတတ်မှတ်ကြညာပြီးဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက်အယူခံတင်သွင်းရမည့်ကာလစည်းကမ်းတတ်မှတ်ချက်ကြော်လွန်ပြီးဖြစ်ပါသည်ဟုလက်ရှိထုတ်ပြန်ချက်တွင် UEC ကဖြေကြားထားသည် ဒေါ်တသက်ခိုင်နေဖြင့်ယခုသတင်းထွက်ပေါ်နေသည့်ရင်းဤစီးပွားရေးကိစ္စနှင့်ပတ်သက်ပြီး UEC ထံဖြေရှင်းနေကြောင်းပြီးခဲ့သည့်ရက်ပိုင်းကအယူခံတင်ထားကြောင်းပြီးသုံးလုံးပါတီဒုတိယဥက္ကဋ္ဌနှင့်ဦးစောဟန်အေးကမူယနေ့အောက်တိုဘာ25နံနက်ပိုင်းကမစီမောက်ကိုဖြေဆိုထားသည်ပြီးသုံးလုံးဥက္ကဋ္ဌဒေါ်တသက်ခိုင် Managing Director ဖြစ်သည့် United Development Co. Ltd. ရင်းကုမ္ပဏီဆောက်လုပ်ခဲ့သောရန်ကုန်မြို့ကဘာအေးဖျားလန်းနှင့်ဆရာဆန်လန်းထောင်းရှိ 28ထက်မြင့်68 residents အစင်းမြင့်ကွန်ဒိုအတွက်ကမ္ဘောဇာဗန်ထမ်းမှချီးငွေယူထားသည့်ငွေကျပ်ဘီလီယံတရာကျော်အကျွေးတင်နေကြောင်းခေတ္တသတင်းဌာနကယနေ့နံနက်ပိုင်းတွင်ရေးသားထားခြင်းဖြစ်သည်စစ်အုပ်စုရွေးကောက်ပွဲဝင်မိဒေါ်သက်သက်ခိုင်၏အမည်စရင်းမှာရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏စရင်းတွင်ကနဦးပါဝင်ခဲ့ပြီးကိုစလဲလောင်းတက်တီခံကလည်းရရှိခဲ့တော်လဲရွေးကောက်ပွဲကော်မရှင်ဌာနချုပ်ကယနေ့ထုတ်ပြန်လာသည့်စရင်းတွင်ပယ်ဖျက်ခံလိုက်ရခြင်းဖြစ်သည် ကတော့တိတ်ချေပြန့်လွန်းတာပေါ့နော်မသိလျော်တော့ဆိုဒါသိလျော်ပါတယ်လုပ်ငန်းရှင်ဆိုတာဒီလိုတော့လည်းဖြစ်တတ်တာပဲတပိ तू ကမပေးဘူးလို့ညင်းနေတာလည်းမဟုတ်ဘူးအမပေးဘူးလို့ညစ조사ပြီးလည်းပေးနေတာပဲအဲဒါပေမဲ့မတတ်နိုင်လို့ဒီလိုအခြေအနေအကြောင်းအကြောင်းတွေပြင်ပအခြေအနေကြောင့်ဖြစ်သွားတာပဲအဲလို့တွေးရင်လည်းရတာပေါ့ရှင့်တကယ်တမ်းကျတော့လေဟိုကျမတယောက်တည်းပဲစဉ်းစားကြည့်ရင်ပေါ့နော်ကျမတို့37နှစ်ရှိပြီစီးပွားရေးလုပ်လာတာနိုင်ငံတော်အခွင့်အရေးအများကြီးကျမတို့ဆောင်ခဲ့တယ်အဲဒီနေ့ထိဆောင်နေတော့ဆိုလို့ရှင်တာဝန်ထမ်းတွေကိုလည်းအလုပ်ပေးနိုင်တယ်နိုင်ငံတော်လည်းအခွင့်ပေးတဲ့ ဟိုလုပ်ငန်းရှင်တယောက်ဖြစ်တယ်ပေါ့နော်သို့တော်လည်းခုနပြောတဲ့ဟိုပါပေါ့နော်ဈေးကွက်အစေးကွက်ပြိုလဲတာလို့ပြီးလို့ရှိရင်ဒီ country risk ပေါ့နော်မြန်မာနိုင်ငံမို့လို့ရင်းနှီးမြှုပ်နှံမှုမလာသေးဘူးဆိုတော့ဒီငွေမပေါ်တဲ့ကိစ္စပေါ့အဲ့ငွေမပေါ်တဲ့ကိစ္စမှာကျမတို့ကတခြားစီးပွားရေးကပေါ်တဲ့ငွေနဲ့ကျမတို့ကစူးစမ်းပြီးတော့ဒီထဲကိုဖြည့်နေရတာပေါ့နော်ဖြည့်နေရတဲ့အချိန်မှာဘဏ်ဘက်ကိုဟိုတချို့တဘောကပြက်ကွက်တာရှိတယ်ပေါ့ပြက်ကွက်တာရှိတယ်ဆိုတော့ဒီဟာဒါဒီတကယ်စီးပွားရေးလုပ်နေတဲ့သူတိုင်းဆိုရင်တော့ကိုချင်းစာတတ်မှာပါရှင့် ပထမဆုံးပေါ့နော်ကျွန်တော်တို့သိရတဲ့ဥစ္စာကဒီရွေးကောက်ပွဲကိုယ်စားလှယ်လောင်းနေရဲ့နာမည်ရှင်းတွေကိုစပြီးတော့ထုတ်ပြန်နေပေါ့နော်ဒီကော်မရှင်ရုံးနေမှာအဲ့ဒီအချိန်မှာဆိုလို့ရှိရင်ဒီဒေါ်တက်တက်ခိုင်ကမြို့သားတော်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ရှိပြိုင်မယ်ဆိုတဲ့ဥစ္စာဆင်းရဲထွက်လာတယ်ဒါပေမဲ့နောက်တစ်ခါကျတော့ဟိုဆင်းရဲမှမပါတော့ဘူးပြဿနာတစ်ခုရှိနေပြီဆိုတာဟိုသိရတဲ့အချိန်မှာကော်မရှင်နဲ့ပေါ့လေဒီလိုအပ်ချက်တွေကိုဟိုညှိနှိုင်းဆောင်ရွက်ခဲ့တာမျိုးရှိလားကော်မရှင်ဘက်ကဘယ်လိုပြန်ပြီးတော့တုံ့ပြန်ခဲ့လဲ အအထိကျပြောရင်အော်တိုဘာ16ရက်နေ့မှာမြန်မာတပြည်လုံးမှာရှိတဲ့လွတ်တော်ကိုယ်စားလှယ်လောင်စင်းရင်ပေါ့နော် UEC ကထုတ်ပြန်ပါတယ်အဲ့ထက်မှာကျွန်မပါတယ်အဲကျွန်မလည်းပါတယ်အဲ့ဒီကိုယ်စားလှယ်လောင်တက်တေကန်ကပ်ပြလဲကျွန်မလက်ဝယ်ရရှိပြီးသားအဒါပေမဲ့27ရက်နေ့ညလိုမျိုးကျွန်မဖုန်းဆက်ပါတယ်ရှင့်ဖုန်းဆက်ပြီးတော့မှအိမ်ဝင်လာပြီးတော့မှစာလေးပေးမယ်ဆိုတော့ဟိုစာလေးပြီးတော့အဲ့စာမြင်မှကျွန်မသိတာပါဟိုစာထွက်လာမှသိတာဆိုတော့ဟိုကပေါ့မတိုင်ခင်ဘာမှကျွန်မဘာလို့လေမပြောပါဘူးမတခြားကျွန်မလည်းပါတီဥက္ကဋ္ဌဆိုတော့လေအဲတခြား ိုကိုယ်စလဲတွေပေါ့ကိုယ်ပါတီရဲ့ကိုယ်စလဲလောင်းတွေကဒီကိစ္စဖြစ်လို့ဆိုတာစောတိတယ်အဲပြီးလို့ရှိရင်အဲသူတို့မှပြင်ဆင်ချိန်ရတယ်ပေါ့နော်အဲကျမကတော့မဟုတ်ဘူးလုံးဝကြီးကြိုဘာမှမသိပါဘူးဒါပေမဲ့ကျမသိသိချင်းပေါ့နော်22ရက်နေ့ညမှာသိတယ်ပြီး24ရက်နေ့မှာကျမအယူခံဟိုအတနာခံစားပေါ့ကျမတင်ခဲ့ပါတယ်ဟိုကျမအမှန်ပါတယ်ဒီကိစ္စပြီးလို့ရှိရင်ဒါကိုကျမတို့ဟိုစူးစမ်းပြီးဖြေရှင်းပါမယ်ဆိုတော့ခံဝန်ကတိလိုမျိုးပေါ့အဲပြီးအဲ့ဒါပထမအချိန်ပေါ့ဒုတိယအချိန်ကတော့ကျမတို့ဟိုကမ္ဘောဇာဘောင်လဲ